ရမတော်တဆမှုကြောင့်လောကကြီးကနေအလုံးကိုနှုတ်ဆက်သွားခဲ့ပြီးဖြစ်တဲ့ကလေးတယောက်ဆောင်2ဝေဒမြအလုံးမဲမင်္ဂလာပေါင်းရန်ကုန်ဆယ်လီနျူးစ်ကနေကြိုဆိုလိုက်ပါတယ်ကလေးတယောက်ဆောင်2ကတော့မလဆယ်ရန်နေ့ဒီနေ့မနက်6နာရီမှာပဲလောကကြီးကနေအပြီးတိုင်းထွက်ခွာသွားခဲ့ပြီးဖြစ်ပါတယ်သူကွယ်လွန်ချိန်မှာအသက်26နှစ်တာရှိသေးပြီးလောကကြီးကနေထွက်ခွာသွားဖို့ရာရန်ကုန်ငယ်ရွယ်လွန်းတဲ့အသက်ပိုင်းခြားတာဖြစ်နေတာပေါ့ ဒါကြောင့်လည်းဘရိတ်တဲနဲ့အနှိပညာမောင်နှမတွေအားလုံးကသူ့ရဲ့မိသားစုဝင်တွေနဲ့ထပ်တူခြေခွဲဝမ်းနည်းနေကြတာဖြစ်ပါတယ်။သူကမလရှိရနေ့မှာကားအက်ဆီဒန့်တစ်ခုဖြစ်ခဲ့ပြီးဦးကောင်းတန်ရနဲ့မြောင်းကလန်ဆေးရုံကိုရောက်ရှိနေခဲ့တာဖြစ်ပါတယ်။သတိမေးမျောနေပြီးစစ်ကူတပ်မှခံယူနေရပေမဲ့ရှင်ရမြောင်းနေ့မှာတော့ကွန်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။ ဇေယောတနေ့ချင်းအတွင်းအမျက်ဆုံးပြန်ကောင်းလာနိုင်ဖို့ရာဆွတောင်းခဲ့ကြပေမဲ့လည်းတည်ချင်းတရားကိုမလွန်ဆန်နိုင်ခဲ့ပါဘူးအသက်ငယ်ငယ်လေးနဲ့အရွယ်ကောင်းလေးကိုမှရွေးခေါ်သွားရကောင်းလားဆိုပြီးဘရိတ်တေကတော့ယူဆုံးမရဖြစ်ကအကောင်းကြိုက်တဲ့လုံးနဲ့တည်မင်းကိုဖြစ်တင်နေကြတာပဲဖြစ်ပါတယ် ထူဟာငယ်စဉ်ကတည်းကအနုပညာကိုရွတ်တုတ်တုတ်ဖြစ်ပြီးကလေးတယောက်ဆောင်အနေနဲ့ဇာကားရီအများကြီးကိုရိုက်ကူးလာခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ထူကိုဘန်းနုသွေးဇာကားရီမှာဖိုးလုံးဖြစ်ပဝင်တယောက်ဆောင်ကတည်းကအပိတ်ခဲ့ကြတာပေါ့။အဲဒီနောက်မှာတော့ MRTV4 ရဲ့မင်းသားတလက်ဖြစ်လာပြီးဇလန်တွဲတွေမှာပဝင်ရိုက်ကူးလာရတာပဲဖြစ်ပါတယ်။အဖြူရောင်တက်ကလေးဇလန်တွဲမှာတော့ထူကထူစော်ဇက်ကောင်ဖြစ်နေပရိသတ်တွေရဲ့အပိတ်မှုကိုအပိုင်သိမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။အဖြူရောင်တက်ကလေးဇလန်တွဲကတော့ထူရဲ့အောင်မြင်ဆုံးဇလန်တွဲဆိုရင်လည်းမမားနိုင်ပါဘူး။ဒါ့အပြင်မဲချိုးဇလန်တွဲမှာလည်းထူကပဝ ဝင်လာခဲ့ပြီးအနှွေပြညလုပ်ငန်းတွေမှာအတော်လေးခြေစမ်းလာနိုင်ခဲ့တာပဲဖြစ်ပါတယ်။ပေါ်ပြင်တွေလည်းမလုံတတ်သလိုအောင်မြင်လာပြီးစကတ်ကြီးစကတ်ကြယ်တွေမပြောတတ်တဲ့အတွက်ကြောင့်လည်းဘရက်ဒတ်တွေကထုကိုအချစ်ပိုခဲ့ကြတာပေါ့။ကလေးတယောက်ဆောင်ဘဝမှာကလေးကကြောက်ရွံ့ဇယုတ်ကိုအကောင်းဆုံးတယောက်ဆောင်နိုင်တဲ့ထုကအရွယ်ရောက်လာတဲ့အချိန်မှလည်းမင်းသားတယောက်အနေနဲ့ပဲရက်တည်နေခဲ့တာဖြစ်ပါတယ်။ငငယ်တုန်းကထက်ခန့်ပြီးတန်လာတဲ့ထုရဲ့မျက်နှာသွင်းမြင်ကြောင့်လည်းမင်းကလေးဘရက်ဒတ်တွေရဲ့အပိမှုကိုတခဲနဲ့ရရှိခဲ့တာပေါ့။ တရုတ်ဆောင်ကောင်းရုံနေမကရုပ်ရည်လဲချောမော့တာကြောင့်အလုံးကတော့အနာကမှအောင်မြင်မဲ့အနုပညာရှင်တယောက်ရဲ့လို့ထင်ကျေးပေးခဲ့ကြပါတယ်။နောက်ပြီးထွန်းဟာရောက်ကြကောင်းအတောင်20ရုပ်ရှင်ဇာတ်ကားကြီးနဲ့2024ခုနှစ်ရဲ့အကယ်ဒမီဇာတ်ကားတင်ဆင်းမှာပါဝင်လာခဲ့တဲ့တရုတ်ဆောင်ကောင်းတယောက်လည်းဖြစ်ပါတယ်။ကလေးတရုတ်ဆောင်တတော်များကရန်ရောက်လာချိန်မှာတော့ငငယ်ကားလို့ရုပ်ရှင်ဇာတ်ကားတွေမရရထွက်ပေမဲ့ထွန်းကတော့ကလေးတရုတ်ဆောင်ဘဝကလေးကအောင်မြင်မှုကိုအရွယ်ရောက်တဲ့အထိထိန်းသိမ်းထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အကယ်ဒမီစကားတင်မှာပါဝင်လာခဲ့တဲ့သူကိုသူ့ရဲ့အမကန်ပရိသတ်တွေကတော့လာမယ့်နှစ်တင်မှာအကယ်ဒမီစုကြီးကိုတိုင်ပန်းနိုင်ဖို့ရာမျှော်လင့်ထားကြတာပဲဖြစ်ပါတယ်။အရေးချင်းရှိပြီးပေါ်ပင်းနေမလောက်တဲ့သလုံးပရိသတ်တွေအပေါ်မှာလည်းလေးစားတဲ့သူတယောက်အခုလိုဖြစ်ဆုံးမျိုးနဲ့ကြုံလိုက်ရချိန်မှာတော့လက်မခံနိုင်ပဲဖြစ်နေကြပါတယ်။ ။နောက်ပြီးတရုတ်ဆောင်လောကအတွက်လည်းရေချင်းရှိတဲ့နှွေပညာရှင်တယောက်ကိုစောစီစွာလလွတ်လရတာဟာဆောရှုံမှုကြီးတယောက်လိုဖြစ်နေကြတာပေါ့။သူရဲ့မိသားစုဝင်တွေအတွက်လည်းဒီသတင်းစောကြီးဟာအိမ်မက်စောတစ်ခုလိုဖြစ်နေပြီးသူကိုချစ်တဲ့ပရိသတ်တွေအနှွေပညာမောင်နှမတွေအတွက်လည်းစိတ်မကောင်းစရာသတင်းစောကြီးတစ်ပုဒ်လိုဖြစ်သွားကြရတာပေါ့။ ပြောင်းချောချောလေးနဲ့ breath တည်းလေးစားချစ်ခင်တဲ့မင်းသားချောလေးထူတယောက်ကောင်းမွန်ရဘဝကိုရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ် breath တို့လည်းထူအတွက်ဆုတောင်းပေးခဲ့ကြပါအောင်ရှင်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်ဒီအတိုင်းအတွက်ပျော်ရွှင်ပါစေ